ခွန်ရဆိုရင်တော့ကျယ်ရှိပွင့်တန်ရိုးစာအဆင့်မှာရှိနေပါတယ်။လက်ရှိရှောင်းဝန်းကကျယ်၅ပွင့်အဆင့်မှာရှိနေရဆိုပေမဲ့လည်းကျယ်၇ပွင့်ကျယ်ရှိပွင့်တန်ရိုးစာတွေကသူကပြိုင်ပွဲအဖြစ်အသိမှတ်ပြုတာပါ။အမျိုးသမီးဖြစ်တဲ့လူရဲ့နာမည်ကတော့ဟိုဂျီပါ။ဟိုဂျီရဆိုရင်တော့ကောင်းကင်မီတာကိုအဆင့်ရှိမှာရှိတဲ့ဂျာပန်နီမီတာကိုလည်းပိုင်ဆိုင်လာပါတယ်။ရောင်မျိုးနဲ့ဇူကပါရမီရှင်စေလုံးလူသားဆိုပြီးနာမည်ကျော်ကြားတဲ့ရောက်ရှင်းကြီးပဲဖြစ်ပါတယ်။ အခုတော့ကောင်းကင်ဂူဘိမ့်မန့်အကြောင်းကိုရှင်းပြပေးပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခရိုစာကီပါဒီနေ့မှတော့ကျွန်တော်က episode 149ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ video လေးစလိုက်အောင်လက်ရှိရှောင်းဟန်ကအလဲပိုင်းကုန်းမီတခွင်မှာအတော်လေးဥမှာနာမည်ကျော်ကြားနေပြီး safe force ပြိုင်ပွဲရဲ့ champion ဆိုတဲ့သူ့ရဲ့ဂုံဘုရားဆိုရင်ရှေးအောင်ကလန်ရှေးအောင်ကလန်နေထီတော်ကြော်ကြားခဲ့တဲ့ဂုံဘုပါရှောင်းရဲ့ဂုံတရင်တဲ့ဘာလို့စေဖို့ဆက်ပြိုင်ပွဲချန်ပီယံဆိုတဲ့ဂုံတရင်ကပို့ပြီးတော့ကြော်ကြားလဲဆိုရင် အလဲပိုင်းကုန်းမြေမှာလုပ်တဲ့အကြီးကျယ်အခမ်းအနားဆုံးစေးဖော့ဆက်ပင်ပွဲကြီးကိုရှီယောင်းကလန်လူရီယန်တော်မှာဂျူးဆိုင်တက်ကြပါတယ်။ဘာလို့လဲဆိုရင်စေးမြော့စင်ရံတွေထွက်ပေါ်လာတဲ့မော့စေးပညာရှင်တိုင်းကအရန်အောင်မှအစွမ်းထက်တဲ့ပုဂ္ဂိုလ်တွေကြီးပဲမို့လို့ပါ။ဒါကြောင့်မလို့ရှောင်းဝန်းကိုရှီယုံကလန်လူတွေချားမှာလူသိများလာတော့စေးဖော့ဆက်ပြိုင်ပွဲရဲ့ချန်ပီယံရှောင်းဝန်းဆိုပြီးတော့ပဲလူသိများလာပါအလဲပိုင်းကုန်းမြေကသူ့ရဲ့ကြော်ကြားမှုတွေတော့သူတို့ကမသိသေးပါဘူးဒါပေမဲ့တိတဲ့လူအချို့ကလည်းရှိပါတယ် ဒီခမ်းမကူမျိုးနဲ့ဆိုရဲနံပါတ်3တက်မှုရန်ဟိုကရှောင်းအောင်ကိုစိန်ခေါ်ခဲ့ပါတယ်။ရှောင်းအောင်ကိုစိန်ခေါ်တဲ့အချိန်မှာရန်ဟိုရဲ့အစင်ကကျဲ9ပွင့်အထွန်းထဲတိုင်းဝိစာတယောက်ပါ။သူကကျဲ6ပွင့်အစင်နဲ့ခြေတလန်းမဲ့လိုတော့တာပါ။ရှောင်းဝမ်းကတော့လက်ရှိမှာကျင်၅ပွင့်တန်းဝိစာပါစွာချင်းရှင်မယ်ဆိုရင်တော့ရန်ဟူကရှောင်းဝမ်းထက်အနည်းငယ်တာပါတယ်ဒါပေမဲ့ရှောင်းဝမ်းကအဆင့်တူမှာဆိုရင်ဘသူ့မှာအထင်မကြီးရပါအဆင့်တူပြိုင်ပတ်တိုင်းကသူ့အတွက်ပျော်စိတ်လိုပဲအားနေလွန်းလာပါတယ်ဒီမှာပထမအဦးဆုံးအနေနဲ့ရန်ဟူနဲ့ရှောင်းဝမ်းရဲ့အချိန်ပြိုင်ဆိုင်မှု ရန်ဟူကရှောင်းကိုတစ်ဖက်သက်လိုက်ပြီးတော့တိုက်ခိုက်နေရဆိုပေမဲ့လည်းရှောင်းရဲ့လက်စည်းသုံးအောင်လှောင်ရှားမှုကသူ့ရဲ့တိုက်ကွက်မှန်သမျှကိုလွယ်တကူနဲ့ပဲရှောင်ရှားနိုင်ခဲ့ပါတယ်။ဒီမှာအဓိကပြောရမယ်ဆိုရင်အာသာချက်ကတော့ရှောင်းရဲ့လက်စည်းသုံးအောင်လှောင်ရှားမှုကအစင်းမြင့်အထွန်းထိပ်ဒီအဆင့်တိုင်ကျန်းဖြစ်နေလို့ပါ။ထင်းအဆင့်ကိုရောက်ဖို့တော့တလန်ပဲလိုတော့တဲ့တိုင်ကျန်းပါ။ဒီလက်စည်းသုံးအောင်လှောင်ရှားမှုကဆိုရင်လည်း ြီးတော့ရှောင်းကလက်စီတုံးလှူရှားမှုအမြင့်ဆုံးအခြေအနေထိတက်ကြွထားပြီးပါပြီ။နောက်ပြီးတော့ရှောင်းကစေးကျောင်းဆောင်ရဲ့ချန်ပီယံဖြစ်တော်ရရှိခဲ့တဲ့ဝိညာဉ်စွမ်းရဲ့လေးကျင်းမှုတိုင်ချမ်းကိုလည်းသူကအတိုင်းအတာတစ်ခုထိအောင်မြင်မှုရရှိနေပါပြီ။ဒါကြောင့်မို့လှူရှားမှုတိုက်ခိုက်တွေဟာဝိညာဉ်စွမ်းရဲ့အရှိမဘာမှအသုံးမဝင်ဘူးလို့ရှောင်းကပြောခဲ့တာပါ။ဒီမှာရှောင်းကတစ်ချက်တိုက်လိုက်တာနဲ့ရန်ဟူဝဲဝိညာဉ်ဟာခန္ဓာကိုယ်ကနေခွဲထွက်သွားခဲ့ပါလိမ့်။ဒါဆိုရင်တော့ဝိညာဉ်စွမ်းတိုက်ခိုက်မှုပါ။ဝဉ္ဉ်စွာတိုက်ခိုက်မှုရဲ့အဓိကတံမာမှုတွေကိုတော့ခြောင်ရင်းနဲ့တိုက်ဝဲမှာတော့အားလုံးကမြင်တွေ့ခဲ့ရမှာပါ။ ဒါပေမဲ့အဲ့ဒီချိန်ဟာရှောင်းဝင်းရဲ့အစွမ်းနဲ့လက်ရှိရှောင်းဝင်းရဲ့အစွမ်းမိုးနေမီလို့ပဲအရန်ဟိုမှာကွာခြားလို့နေပါပြီ။ဒီမှာရန်ဟိုကသူ့မျိုးနဲ့ဇူကနေသူ့ကိုပေးအပ်ခဲ့တဲ့အစင်းမြင့်ဒီအစင်းတိုင်းကျောင်းကိုအသုံးပြုခဲ့ပေမဲ့လည်းရှောင်းဝင်းရဲ့အရှင်ုံတော့မရှင်နိုင်ခဲ့ပါဘူး။ရှောင်းဝင်းကလက်စည်းသုံးအောင်လှူရှာမှုနဲ့တင်အလွယ်တကူပဲရှောင်းရှားနိုင်ခဲ့ပါလေ။ဒီတိုက်ပွဲမှာဆိုရင်ရှောင်းဝင်းကသူ့ရဲ့တိုက်ခွက်ကြီးကြီးမှတစ်ခုမှအသုံးမပြုခဲ့ပါဘူး။ပြောမယ်ဆိုရင်ရှောင်းဝင်းကရန်ဟိုနဲ့တမင်တသက် အချိန်ဆွဲပြီးတော့ကစားနေခဲ့တာပါ။ဧကရီတစိမ့်တော်နဖျားတစိမ့်ကျင့်စေ ဒီယန်ဟိုကဒီနှစ်ဖျားတစိကျင်းစဉ်ကိုရှောင်းဝဲအရှိမတွတ်တုံးတာသူ့ရဲ့အာနယ်ချက်ကိုသူပြလိုက်သလိုဖြစ်သွားတာပါပဲရှောင်းဝဲကိုတိုင်ကလည်းအေကရီတစိတို့ကိုဂျင်လာတဲ့လူဖြစ်ပြီးရှောင်းဝဲက၄ခုမြောက်တစိထိတော့အောင်မြင်ထားတဲ့သူပါဒီယန်ဟိုကကုမျိုးနဲ့ဇူကဖြစ်ပေမဲ့လေသူကလက်ရှိမှာတတိယတစိထိသာအောင်မြင်ထားတာပါတတိယတစိရဲ့ဇွန်းကအစင်းမြဲအထုံးထိပ်ဒီအဆင့်တိုင်းချမ်းနဲ့ညီမျှပါတယ်ဒါပေမဲ့လေရှောင်းဝန်းကအာနေချက်ကိုတီးတော့အလွယ်တကူနဲ့ပဲခြေဖြတ်နိုင်ခဲ့ပါတယ်ဒီမှာရှောင်းဝန်းကတုံးတဲ့မဟာကဘာဖြစ်ရှင်းပြီးတော့ ဒီတိုင်းကျန်းကဆိုရင်တော့ရှောင်းဝမ်ကရှင်းအောင်အကျဉ်းချက်နေမြားနေရရှိခဲ့တဲ့စာလေးဖြစ်ပါတယ်မဟာကဘာဖြစ်ရှင်းမိတော့ကလည်းအစင်းမြင့်အထွန်းထိပ်ဒီအစင်းတိုင်းကျန်းပါပဲဒီတိုင်းကျန်းကိုလည်းတိုင်းသူတို့စဉ်တယောက်ကဖန်တီးခဲ့တာပါဖန်တီးခဲ့တဲ့တိုင်းသူတို့စဉ်ကတော့ရှင်းအောင်အကျဉ်းချက်နေမြားရဲ့ပိုင်ရှင်ကဖန်တီးခဲ့တာပါဒီတိုင်းကျန်းရဲ့အစွမ်းကတော့ဒီမှာအလုံးကမြင်တွေ့ရမှာပါ။သူကကဘာမီအောက်ကမီတောင်းနဲ့လျှက်တပြဲတိုက်ခိုက်တာပါ။ဒီတိုင်းကျန်းနဲ့တိုက်ခိုက်မယ်ဆိုရင်ရန်သူမှရှောင်ရှားမှုအတွက်အချိန်မရှိပါဘူး။ဒါကအလစ်တိုက်ခိုက်မှုတိုင်းကျန်းလို့တော့ပြောလို့ရပါတယ်။ ဒီတိုင်းချမ်းရဲ့အထူးအသက်ချက်ကတော့အောက်ကနေပြီးတော့တိုက်ခိုက်တာပါဒါကလည်းထူးခြားတဲ့ဆွေးင်းပါပဲဒီမှာရန်ဟူကဒီတိုင်းချမ်းရဲ့တိုင်းကွက်တစ်ခုထဲနဲ့တော့မှောက်သွားခဲ့ပါလေဒါဆိုရင်တော့ဒီထိုတိုင်းကလည်းဘလောက်ထိအစွမ်းထက်လဲဆိုတာအားလုံးကသိရမှာပါဒါပေမဲ့ဒီထိုတိုင်းကထင်းအဆင်းကောင်းကင်အဆင်းတော့မရောက်သေးပါဘူးအဆင်းမြင့်အထုံးထိပ်ဒီအဆင်းသာရှိသေးတာပါရန်ဟူကရှုံးသွားတဲ့အချိန်မှာထွက်လာတဲ့ဒုရီယာမြောက်တပ်မှုဒုရီယာမြောက်တပ်မှုရဲ့နာမည်ကတော့လင်ရှုဖြစ်ပါတယ်သူ့ရဲ့အစွမ်းတော့ရန်ဟူထက်အနေငယ်ပိုပြီးတော့အစွမ်းထက်ပါတယ် သူကတော့ကျဲထောက်ပွင့်တိုင်းဝင်းစားပါဒါပေမဲ့သူကလည်းရန်ဟိုလိုပဲကိုယ့်ကိုမာနကြီးနေတဲ့လူမျိုးပါရှောင်းအုံးကိုသူကတိုက်ခိုက်မယ်ဆိုရင်အနိုင်ရမယ်ဆိုပြီးတော့သူကိုယ်သူယုံကြည်နေပါတယ်ဒါပေမဲ့ရှောင်းအုံးကသူနဲ့အဆင့်တူသူနဲ့ကျဲတပွင့်လုံးမြင်းနဲ့တိုင်းဝင်းစားတွေကိုအရင်တည်းကအထင်ကိုမကြီးကြပါလက်ရှိရှောင်းအုံးကကျဲ၅ပွင့်အဆင့်မှာရှိနေရဆိုပေမဲ့လည်းကျဲ9ပွင့်ကျဲ10ပွင့်တိုင်းဝင်းစားတွေကိုသာသူကပြန်ပြန်အဖြစ်အတိမတ်ပြူတာပါဒီလင်ရှူကဒီမှာရှောင်းအုံးကိုပြဿနာရှာနေတဲ့အချိန်မှာ ကုမျိုးနဲ့ဆိုရဲအကြီးကဲကထွက်လာခဲ့ပါတယ်ဒီအကြီးကဲကဆိုရင်တော့ပြောင်းလဲချင်းကိုးတွယ်အဆင့်မှာရှိနေတဲ့အကြီးကဲတွေထဲကတယောက်ပါပဲသူကတိုက်ပွဲကိုဝင်ပြီးတော့တားဆီးခဲ့ပြီးကုမျိုးနဲ့ဇူရဲ့ဝင်ပေါက်ဖင်းလင်းမဲ့အချိန်ကိုပြပြခဲ့ပါတယ်။လက်ရှိချိန်ဒီရှောင်းဝမ်တို့အားလုံးကကုမျိုးနဲ့ဇူထဲကိုမြောက်သေးပါဦး။ကုမျိုးနဲ့ဇူပိုင်မြို့တစ်မြို့ထဲမှာပဲရှိနေသေးတာပါ။အခုမှသူတို့ကကုမျိုးနဲ့ဇူထဲကိုအမှန်တကယ်ဝင်ရောက်ကြမှာပါ။ လက်ရှိကူမျိုးနယ်စုကိုဝင်ပေါက်မှာရှောင်းဝမ်တို့အဖွဲ့တွေမကပဲရှီဟောင်းမျိုးနယ်စုကြီး၈ခုဟာကျန်တဲ့မျိုးနယ်စု9ခုရဲ့လူငယ်မျိုးဆက်တွေထိတ်တန်းပါရမီရှင်တွေအားလုံးကလည်းရောက်ရှိနေကြပါပြီအဲ့ထဲမှာဝင်းညင်မျိုးနယ်စုဝင်းညင်လောကလူတွေကလည်းပါဝင်ပါတယ်ဒီဝင်ရဒီဝင်ရနဲ့သူ့ဖေကအနေရောက်ဝေးဦးနဲ့နှစ်ယောက်ကတော့ဝင်းညင်ဘိမှန်အကြီးကဲကြီးပါသူတို့နှစ်ဦးစလုံးကဆိုရင်လေကျဲကိုးပွင့်တန်ဝိဇာအဆင့်မှာရှိနေပါတယ် ခွင်ရဆိုရင်တော့ကျဲရှိပွင့်တန်ဝိဇာအစိမ့်မှာရှိနေပါတယ်တိုက်ခိုက်စွမ်းရင်ကတော့ကျဲကိုပွင့်တန်ဝိဇာတယောက်နဲ့တော့ရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိပါတယ်သူကရှောင်းဝမ်းစီကိုလာတဲ့ယူရချက်ကတော့ရှောင်းကိုလေလာတိုက်တယ်လို့ပဲပြောရမှာပါသူကရှောင်းကိုဝိညာဉ်မျိုးနဲ့စုကိုမရှုံနဲ့ဝိညာဉ်မျိုးနဲ့စုကိုရှုံမဲ့ဆိုရင်အဆုံးအသတ်ကိုခံနိုင်ရရှိမှာမဟုတ်ဘူးဆိုပြီးရှောင်းကိုလာပြီးတော့ချင်းချောက်တာပါပြီးတော့သူ့ရဲ့ဘိုးဘေးရဲ့လက်ချက်နဲ့ရှောင်းရွှန်းကကြွေကြသွားတယ်ဆိုတဲ့စကားကိုပါပြောခဲ့ပြီးသူကရှောင်းဝမ်းကိုလောင်ပြောင်ခဲ့ပါလေ ပြီးတော့ရှောင်းဝမ်ကလည်းသူ့ရဲ့လက်ချက်ထင်မှပဲကြာဆုံးရမယ်လို့သူကရှောင်းဝမ်ကိုလီတိုက်ခဲ့တာပါ။ဒါပေမဲ့လည်းလက်ရှိအချိန်မှာသူမသိတာသူကရှောင်းဝမ်ရဲ့စွမ်းအင်ကိုအထင်သေးနေရပါ။ရှောင်းဝမ်ကကျင်ကားပွင့်တိုင်းဝိဇာအစင်ပဲရှိပေမဲ့သူ့ရဲ့တိုက်ခိုက်စွမ်းအင်ကကျေရှိပွင့်တိုင်းဝိဇာဘယ်တိုင်းဝိဇာထမှမနိုင်ကြပါဘူး။ဒါရီကတော့သူ့ရဲ့ကောင်းကင်မီတောက်တွေနဲ့သူ့ရဲ့အစင်ပြင်ဒုတ်တိုင်းနေကြပါ။ဒါကြောင့်လည်းရှောင်းဝမ်ကခပ်ပြပြပဲပြန်ပြောခဲ့တာပါ။ဟွင်ယာမင်းနမည်ကိုငါအမှတ်ထားလိုက်ပြီ။ငါတေချာပေါ့ရှောင်းမီသားစုရဲ့ဘိုးဘေးရဲ့အုပ်ခုရှိမှမင်းကိုပြန်ပြီးတော့ပေးဆက်ခိုင်းမှာ။ သူကဒီလိုခက်ပြက်ပြက်ပဲပြောခဲ့တာပါလက်ရှိအချိန်မှာရှောင်းဝမ်ကလည်းသူ့ရဲ့ဘိုးဘေးရှောက်ရွှမ်းရဲ့အုပ်ခုကကုမျိုးနဲ့စုကြီးမှတည်ရှိနေရဆိုတာသူကလည်းသိပါတယ်ဒါပေမဲ့ဘယ်နေရာမှာရှိလဲဆိုတာတော့မသိသေးပါဘူးလက်ရှိမှာကြံတဲ့မျိုးနဲ့စု6ခုထဲက5ခုကတော့မပေါ်သေးပေမဲ့မိတော့မျိုးနဲ့စုကတော့ပေါ်လာပါပြီဒီမိတော့မျိုးနဲ့စုကဒီအနီအောင်ဝေးုံနဲ့လူနှစ်ယောက်သူတို့နှစ်ယောက်ကဆိုရင်တော့မိတော့မျိုးနဲ့စုကလူတွေဖြစ်ကြပါတယ်ဒီအမျိုးသားဖြစ်တဲ့လူရဲ့နာမည်ကတော့ဟိုရှန်ဖြစ်ပြီးရဲ့အမျိုးသမီးဖြစ်တဲ့လူရဲ့နာမည်ကတော့ဟိုကြီးပါ ဟိုကြီးရဆိုရင်တော့ကျဲ9ပွင့်ဒါမဟုတ်ကျဲ10ပွင့်တိုင်းဝိစာတယောက်ဖြစ်ပြီးကောင်းကင်မီတာကိုအဆင့်10မှာရှိတဲ့ဂျာပန်နီမီတာကိုလည်းပိုင်ဆိုင်လာပါတယ် ဒါဆိုရင်တော့ဟူဂျီကဘလောက်ထိအစွမ်းထက်မလဲဆိုတာခမန်းကြီးလို့လည်းရသလိုတွေးကြည့်လို့လည်းရပါတယ်အကယ်၍သူကကျဲခုနှစ်ပွင့်တိုင်ဝိဇာအစင်းမှာပဲရှိမဲ့ဆိုရင်တော့သူကကျဲကိုပွင့်တိုင်ဝိဇာတရားဝင်တော့ရင်ဆိုင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်ဒီမီတော့မျိုးနဲ့စုရန်မျိုးနဲ့စုမီတော့လောကမှာဆိုရင်စုစုပေါင်းကောင်းကင်မီတော့၅မျိုးတော့ပိုင်ဆင်ထားပါတယ်ဒီဟူဂျီမှာတော့လက်ရှိမှာကောင်းကင်မီတော့အစင်းရှစ်မှာရှိတဲ့ဂျပန်နေမီတော့ဝါရှိပါတယ်နောက်တစ်ယောက်ကတော့ဟိုရှွမ်ဟိုရှွမ်ဆိုရင်တော့ရန်ဟိုနဲ့အစင်းတူပဲဖြစ်ပြီးလက်ရှိချိန်မှာတော့ကျဲ၅ပွင့်အထွန်းထိပ်တိုင်ဝိဇာပါ နောက်ပြီးဒီမှာဟိုရွှမ်းပြပြခဲ့တဲ့ကောင်းကင်ဂူဘိမှန်ရဲ့အကြောင်းကိုမပြောခင်ရောင်မျိုးနဲ့စုအကြောင်းကိုအရင်ပြပြပေးပါမယ်ဒီမှာရှောင်းကိုလှမ်းပြီးတော့ကြည်သွားတဲ့လူကတော့ရောင်မျိုးနဲ့စုကပါရမီရှင်စေလုံးလူသားဆိုပြီးနာမည်ကျော်ကြားတဲ့ရောက်ရှင်းကြီးပဲဖြစ်ပါတယ်သူကတော့လက်ရှိချိန်မှာအဆင့်ရှိဆေးဆရာတစ်ယောက်ဖြစ်ပြီးအဆင့်မြင့်အဆင့်ရှိဆေးဆရာအဆင့်ဝင်တော်ရောက်တော့ပါမယ်ပြီးတော့သူ့ရဲ့ဒိုအဆင့်ရလည်းကျဲ9ပွင့်ဒါမဟုတ်ကျဲ10ပွင့်တန်ဝေးစာတစ်ယောက်နီးပါအဆွမ်းထက်ပါတယ်ပြီးတော့ဒီရောက်ရှင်းကြီးကလည်းကောင်းကင်မီတော်တစ်ခုကိုပိုင်ဆိုင်ထားပါတယ် ဟုတ်ပါတယ်သူကလည်းကောင်းကင်မီတော့တစ်ခုကိုပိုင်ဆိုင်ထားပါတယ်သူပိုင်ဆိုင်ထားတဲ့ကောင်းကင်မီတော့ပါဆိုရင်တော့ရောက်ချမ်းကပိုင်ဆိုင်ထားတဲ့ရိုးရီမီတော့ထပ်တော့ပို့ပြီးတော့ဆွမ်းထပ်ပါတယ်ဒါပေမဲ့ရှောင်းဝဲရဲ့မီတော့နဲ့ရှင်မယ်ဆိုရင်တော့သူ့ရဲ့မီတော့ကလည်းနှိပ်ပါသေးတယ်ဒါရီကိုကြည့်မဲ့ဆိုရင်ရှေးအောင်မျိုးနဲ့ဇူကြီး၈ခုကလူငယ်တွေကဘလောက်ထိအဆွမ်းထက်ပြီးဘလောက်ထိထူးခြားမှုရှိလဲဆိုတော့အလုံးကမြင်တွေ့ရမှာပါကောင်းကင်မီတော့ကောင်းကင်မီတော့ဆိုတာတော့မှရှေးအောင်မျိုးနဲ့ဇူကလူငယ်တွေအတွက်ရှားပါမှုမဟုတ်တော့ပါဘူးသူတို့မှသာတိမ်သွင်းနိုင်တဲ့စွမ်းရည်ကရှိမဲ့ဆိုရင်ရယူဖို့အတွက်အခွင့်အရေးရှိပြီးသားပါ နောက်ဆုံးတစ်ယောက်နောက်ဆုံးတစ်ယောက်ကတော့ဒီမှာရှောင်းကိုခေါ်တွေ့ပြီးတော့စကားပြောတဲ့ကူချန်းကူချန်းကဆိုရင်တော့ကျဲ9ပွင့်အထုံးထိပ်တိုင်ဝိဇာဖြစ်ပြီးကျဲ10ပွင့်တိုင်ဝိဇာတယောက်တော့ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်ကလန်တတူးသာအသက်သွင်းပြီးပြီဆိုရင်တော့ကျဲ9ပွင့်တိုင်ဝိဇာတယောက်နဲ့တော့ရင်ဆိုင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိပါတယ်ဒီကူချန်းကဆိုရင်လေကူကလန်ရဲ့ထိတ်တန်းလူငယ်မျိုးဆက်တွေထဲကတယောက်ပါပဲပြီးတော့ရင်းနှက်တက်ဖွဲ့မှာဆိုရင်နံပါတ်1တက်မှုဆိုတဲ့ယာရူကိုယာထားတာပါသူကဗိုလ်ချုပ်အဆင့်ကိုရောက်ဖို့အတွက်ခြေတလန်းပဲလူတော့တာပါ ဒီမှာကုချမ်းပြောတဲ့ကုလောကဘာလို့ဒီလောက်တင်းကျပ်နေလဲဆိုတာမင်းအသိလဲဆိုရင်မင်းရဲ့အထိပ္ပယ်ကကုလောကရဲ့အကြီးအကဲကဝင်ပေါက်မှာဒီပြင်ပအဲ့တဲ့အားလုံးကိုရှောက်မသွားဖို့အတွက်ပြောခဲ့ပါတယ်ဒါကဘာကြောင့်ရှောက်မသွားဖို့ပြောခဲ့လဲဆိုရင်သူတို့ကုလောကမှာကုလောကနိုင်ငံသားတွေအများကြီးရရှိပါတယ်အများစုကတမန်လူတွေပဲဖြစ်ကြပြီး ချင်းချက်မှုလမ်းကြောင်းပေါ်တော့မရောက်သေးကြပါဘူးဒါပေမဲ့သူတို့ရဲ့ကိုယ်ထဲမှာတိုင်းနဲ့ဖျားသွေးအမြင့်ပါးလေးတွေရာရှိပါတယ်အဲ့ဒီအမြင့်ပါးလေးတွေကကုမျိုးနဲ့စုအတွက်တော့အရန်ဟုံးမှာတန်ဖိုးကြီးပါတယ်ဒါကြောင့်မလို့သူတို့ကသူတို့ရဲ့သွေးမျိုးစက်ကိုထိမ့်သိမ်းမှုအတွက်ဒီမျိုးနဲ့စုဝင်တွေကိုစောက်ရှောက်ဖို့အတွက်လိုအပ်ပါတယ်ဒါကြောင့်ပဲကုကျန်းကကုလောကကဘာလို့တင်းကျပ်နေရလဲလို့ရှောင်းကိုမေးခဲ့တာပါ အဲ့ဒီရာကိုရှောင်းဝန်းကလည်းနားလဲပါတယ်ဒါပေမဲ့သူရဲ့ဆိုလိုရင်းအထိပ္ပယ်ကတော့ကုမျိုးနဲ့အစုကဒီလိုမျိုးအမြင်ပါလေးတွေတိုင်းနဲ့ဖျားသွေးရှိတဲ့လူတွေရောတော့ဒီလောက်ထိတန်မှုထားတယ်ဆိုရင်ရွှေရလူမျိုးအပြည့်ပြည့်စုံသောနဖျားအဆင့်သွေးမျိုးစွမ်းကိုပိုင်ဆိုင်တဲ့လူဆိုရင်ဘယ်လောက်ထိတော့တန်မှုထားကြလဲဆိုတော့ရည်ညွှန်းပြီးတော့ရှောင်းကိုပြောလိုက်တာပါ ဒါကတော့သူ့ရဲ့စကားရဲ့ဆိုလိုရင်းရဲ့နောက်ွက်ရာအဓိပ္ပာယ်ပါပြောကြည့်တဲ့အဓိပ္ပာယ်ကတော့ရွှင်းရကသူတို့ကလန်အတွက်အရန်အောင်မှရေးကြည့်ပြီးအရန်အောင်မှလည်းအဖိုးတန်ပါတယ်ဒါကြောင့်မလို့ကလန်လူတွေကသူ့ကိုရန်လူနေကြတာကိုကူချန်းကရှောင်းကိုပြောပြနေခြင်းပဲဖြစ်ပါတယ်ဒီမှာကူချန်းကပြောခဲ့သလိုပဲတိုင်းထရော်စင်အစင်းမှန်တိုင်းထရော်စင်အစင်းကိုရောက်မှသာရှောင်းဝမ်းနဲ့ရွှင်းရကြမှာဘာအနှောက်အယှက်မှမရှိမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ရှောင်းဝမ်းကသာတိုင်းထရော်စင်မဖြစ်မချင်းသူတို့ကရှောင်းယန်းကရွှင်းရနဲ့ထိုက်တန်နေသူမဟုတ်ဘူးဆိုပြီးတော့အမြဲတမ်းနှောက်ယှက်နေမှာပဲဖြစ်ပါတယ် ဒီခန်းမလူငယ်မျိုးဆက်တွေနှောက်ရတာမဟုတ်ပဲဒါ ਉਹ တော့နောက်ပိုင်းမှာဆက်ပြောပြပေးပါမယ်အခုတော့ကောင်းကင်ဂူဘိမှန်အကြောင်းကိုရှင်းပြပေးပါမယ်ဟိုရွှမ်းပြပြခဲ့တဲ့ကောင်းကင်ဂူဘိမှန်ဒီကောင်းကင်ဂူဘိမှန်ဆိုရင်တော့ဒိုဒီတိုင်းနတ်ဖျားတစ်ပါးဖန်တီးခဲ့တဲ့အရာပါပြောရမယ်ဆိုရင်ကုမျိုးနဲ့စုရဲ့တိုင်းနတ်ဖျားဖန်တီးခဲ့တဲ့အရာလို့ပြောရမှာပါဒါကြောင့်မလို့လေဒီရာအင်အားကြီးတဲ့လူတွေအတွက်တော့အရန်ဥမအတုံးဝင်တာပါဒီကောင်းကင်ဂူဘိမှန်တော့ရှီယောင်မျိုးနဲ့စုကြီးရှစ်ခုကလူတွေကိုပဲဝင်ခွင့်ပေးထားပါတယ်။ဘာလို့လဲဆိုတော့ရှီယောင်မျိုးနဲ့စုကြီးရှစ်ခုကလူတွေရပဲဝင်ဖို့အတွက်ရည်ချင်းရှိလို့ပါ။ ပြီးတော့ဒီကောင်းကင်ဂူဘိန်းမှာသူ့အချိန်ကြာဦးမှသာဖိလင်းမှာပါဒီတစ်ခေါက်ကူကလန်ရဲ့ရွေရောက်ခန်းနာမှာရှင်းအောင်မျိုးနဲ့စုခုနှစ်ခုကလူငယ်တွေစုဝေးနေရတဲ့အကြောင်းရင်းအရဆိုရင်လေဒီကောင်းကင်ဂူဘိန်းမှာကိုဖိလင်းမဲ့ကိစ္စကြောက်ပါဘာလို့လဲဆိုတော့ရွေရောက်ခန်းနာပြီးဆုံးတာနဲ့ကောင်းကင်ဂူဘိန်းမှာဖိလင်းတော့မှာပါဒါကြောင့်မလို့လေကျန်တဲ့ရှင်းအောင်မျိုးနဲ့စုကြီးခုနှစ်ခုကလူငယ်တွေကကူကလန်ကိုရောက်ရှိလာကြတာပါဒီကောင်းကင်ဂူဘိမန်ရဲ့အဓိကထူးခြားချက်ကတော့ဒီကောင်းကင်ဂူဘိမန်ထဲမှာရှိနေမယ်ဆိုရင်အပြင်လောကနဲ့အချိန်စီးဆင်းမှုကကွဲပြားသွားပါလိမ့် ကောင်းကင်ဂူဘိမတ်ထဲမှာအချိန်ထုတ်ရနေခဲ့မဲ့ဆိုရင်တော့အပြင်လောကမှာဆိုရင်တော့အချိန်တရက်တာကြံမြင့်သေးပါလိမ့်အဲ့တော့ပြောချင်တဲ့အထိပ္ပယ်ကကောင်းကင်ဂူဘိမတ်ထဲရထုတ်ရကအပြင်လောကရဲ့တရက်တာသာရှိပါသေးတယ်ဒီကောင်းကင်ဂူဘိမတ်ရဲ့အဓိကဆွေးရင်ကတော့အစွမ်းထက်တဲ့လူတွေရဲ့ဝိညာဉ်အားတည်ဆုံသွားတဲ့အခါသူတို့ရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကိုကောင်းကင်အုပ်ကုထဲမှာတစ်စိတ်ခတ်ခဲ့တာပါအဲ့လိုအနေနဲ့သူတို့ကကောင်းကင်အုပ်ကုထဲမှာတဖန်ထပ်ပြီးရရှင်းတနိုင်ပါတယ်ဒါပေမဲ့အပြင်ကိုတော့ထွက်သွားလို့မရပါဘူး ကောင်းကင်အုပ်ကူကနေထွက်ခွာရနေသူတို့ရဲ့ဝိညာဉ်ဟာချက်ချင်းပဲပျက်စီးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကောင်းကင်အုပ်ကူကနေသူတို့ကဘယ်ဥမှထွက်ခွာလို့မရပါဘူး။ဒီကောင်းကင်အုပ်ကူကြီးကိုအဆင့်၃ဆင့်ခွဲထားပါတယ်။ပထမအဆင့်မှာဆိုရင်တော့ကျဲတပွင့်တိုင်းဝိဇာကနေကျဲသုံးပွင့်တိုင်းဝိဇာအဆင့်ဝိညာဉ်ခန္ဓာတွေရရှိကြပါတယ်။အဲဒီဝိညာဉ်ခန္ဓာအလုံးကတော့အတိစိတ်မရှိတဲ့ဝိညာဉ်တွေကြီးပဲဖြစ်ပြီး တို့မှာအသိဉာဏ်အလည်းမရှိတော့ပါဘူးသူတို့ကပြောရမယ်ဆိုရင်အသိဉာဏ်မရှိတော့တဲ့လေးလေးဝွင့်ညက်အစိပ်ပိုင်းနေတာဖြစ်နေရပါသူတို့ရဲ့ဝွင့်ညက်တွေကိုဖမ်းယူပြီးတော့ဆွဲယူလိုက်မယ်ဆိုရင်ကိုယ့်ရဲ့စွာကတိုးတက်လာမှာဖြစ်ပါတယ်ဒါကြောင့်လေရှီအောင်မျိုးနဲ့စုရှစ်ခုကလူငယ်တွေကကောင်းကင်ဂူဘိမှန်ကိုဝင်ရောက်ပြီးတော့လေ့ကျင့်ကြခြင်းဖြစ်ပါတယ်ဒါကြောင့်လေကောင်းကင်ဂူဘိမှန်ရှီအောင်မျိုးနဲ့စုကြီးရှစ်ခုအတွက်အတော်လေးဟိုမှာအဖို့တက်နေရတနာကြီးတစ်ပါးဖြစ်နေရပါဒုတိယအဆင့် ဒုတိယအဆင့်မှာဆိုရင်လည်းအသိဉာဏ်ရှိတဲ့ဝိညာဉ်တွေတော့မရှိပေမဲ့ဒုတိယအဆင့်ရဲ့ဝိညာဉ်တွေကပထမအဆင့်ရဲ့ဝိညာဉ်တွေထက်မသိစိတ်ဉာဏ်ဉာဏ်သွေးအနည်းငယ်ရှိကြပါတယ်ဒုတိယအဆင့်မှာကတော့ကျေသုံးပွဲရနေကျေရှိပွဲအထိတိုင်ဝိဇာအဆင့်ဝိညာဉ်ခန္ဓာတွေရရှိကြပါတယ်နောက်ဆုံးတတိယအဆင့်တတိယအဆင့်မှာကတော့တိုင်ဝိဇာအထွန်ထက်ရနေပြီးတော့ဗန်ရှန်သူတော်စင်တပိုင်းအဆင့်ဒိုရှန်အဆင့်မှန်တိုင်သူတော်စင်အဆင့်ဝိညာဉ်ခန္ဓာတွေရရှိကြပါတယ်သူတို့အားလုံးမှာဆိုရင်တော့ကိုယ်ပိုင်အသိစိတ်ရလည်းရှိနေပါသေးတယ် တတိယအဆင့်မှာရှိတဲ့ဝိညာဉ်ခန္ဓာတွေကတော့အရင်ဥမှအစွမ်းထက်ကြပါလေတတိယအဆင့်ကိုဝင်ရောက်ဖို့အတွက်ဆိုရင်ကိုယ်တိုင်ရလေအရင်ဥမှအစွမ်းထက်နေမှာကောင်းကင်ဂူဘိမှန်ရင်တတိယအဆင့်ကိုဝင်ရောက်နိုင်မှာဖြစ်ပါလေအဲ့ဒီကောင်းကင်ဂူဘိမှန်ကြီးရဲ့တတိယအဆင့်ရဲ့လုံးဝအနက်ဆိုင်ဆုံးနေရာထဲမှာရှောင်းဝမ်ရဲ့ဘိုးဘေးကြီးရှောင်းကလန်ရဲ့တီထောင်သူဖြစ်တဲ့ဘိုးဘေးကြီးရှောက်ရွှန်းတည်ရှိနေပါလေ ဘိုးဘေးကြီးရှောင်ရွှမ်းရဆိုရင်တော့ကောင်းကင်ဂူဘိမှန်တစ်ခုလုံးမှာအစွမ်းထက်ဆုံးသောပုဂ္ဂိုလ်ဖြစ်ပါတယ်အစွမ်းထက်ဆုံးသောတရှိမှုလည်းဖြစ်ပါတယ်သူကရှင်တန်နေတဲ့အချိန်မှာလည်းရှင်ပြင်းတည်ဆုံးပြီးတဲ့အချိန်မှာလည်းရှင်ပြင်းပါပဲဘာလို့လဲဆိုတော့သူတည်ဆုံးပြီးတဲ့အချိန်ကောင်းကင်ဂူဘိမှန်မှာရှိနေတဲ့အချိန်မှာတော့ကောင်းကင်ဂူဘိမှန်မှာသူ့ရဲ့တရှိမှုကအစွမ်းထက်ဆုံးသောတရှိမှုပါရှောင်းဝမ်ကသူ့ရဲ့ဘိုးဘေးကြီးရှောင်းရွှမ်းနဲ့တွေ့ကျင်နေဆိုရင်တော့ဒီတတရအဆင့်အထိကိုဝင်ရောက်ရမှာဖြစ်ပါတယ်။ဒါကတော့ကောင်းကင်ဂူဘိမှန်ရဲ့အကြောင်းပါ။ ရှောင်းရဲနဲ့ရွှင်ရပြန်လည်တွေးဆောင်ခြင်းဒီတွေးဆောင်ခြင်းကတော့ရိုးရှင်းပါပဲလက်ရှိရွှင်ရရဲ့အဆုံးကိုကျွန်တော်ပြပြပါမယ်လက်ရှိရွှင်ရကကျေကိုပွင့်တန်ဝိဇာအစင်မှာရှိနေပါတယ်လက်ရှိမှာတော့သူတို့ကအရွယ်ရောက်အခမ်းအနားကိုမစတင်ရသေးတာမလို့ကလန်တတူးကိုရွှင်ရရလည်းမရသေးပါဘူး အရွေရောက်အခမ်းအနားပြီးသွားပြီဆိုရင်ရွှင်းရရဲ့စွမ်းရည်ကပြောင်းလဲခြင်းကိုးတဲ့မှာရှိတဲ့တိုင်ဝိစာတွေနဲ့တော့ရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိပါလိမ့်မယ်ဒီမှာအစောပိုင်းကကျွန်တော်ပြောခဲ့သလိုပဲကူချန်ပြောသလိုရှောင်းဝဲနဲ့ရွှင်းရရဲ့ကိစ္စကိုလူငယ်တွေရပဲရန်လူတာမဟုတ်ပဲအကြီးကဲတွေရပါမနေနိုင်မထိုင်နိုင်ဖြစ်နေကြပါလေဒီမှာရှောင်းလုံးကိုထုံအောင်ခဲတဲ့လီဟာနဲ့ဒီလီဟာနဲ့ဆိုရင်ကူကလန်ရဲ့အကြီးကဲတွေရရှောင်းကိုလာပြီးတော့သူ့ရဲ့စွမ်းရည်ကိုစမ်းတက်လာပါဒါကအစပိုင်းပဲရှိပါသေးတယ်နောက်ပိုင်းမှာထောက်လျှောက်လာအောင်ပါရှောင်းလုံးကိုကူကလန်တယောက်ကမှအမြင်မကြည့်ဘူးလို့ပြောရင်ပို့ပြီးတော့မှန်ပါလိမ့်မယ် ရွှင်ရကရှောင်းဝင်းရဲ့ဘက်မှာရှိနေလို့သားသူတို့ကရှောင်းဝင်းကိုပေါ်ထင်းရဲထင်းကြီးလာပြီးတော့မတိုက်ခိုက်ကြသေးတာပါရှောင်းဝင်းကရွှင်ရနဲ့နီးစပ်ချင်နေဆိုရင်တော့သူ့ရဲ့အစစ်မှန်ဆွမ်းအင်ကိုပြသမှပဲဖြစ်ပါလိမ့်မယ်သူကဘာလို့မှရှုတ်ဝတ်ထားလို့မရပါဘူးဒီမှာရှောင်းဝင်းနဲ့ရွှင်ရကိုနောက်ကနေလှမ်းကြည့်နေတဲ့နှစ်ယောက်ဒီဘက်ဘေးကသပင်အနက်နဲ့တစ်ယောက်ကတော့တတိယဗိုလ်ချုပ်ဂူဟာဖြစ်ပြီးသူကတော့ကျဲကိုးပွင့်တန်ဝိစာအစင်မှာရှိနေပါလိမ့်ဒီဘက်ဘေးကဆန်ဖြူနဲ့တယောက်ကဆိုရင်တော့စရုပ်ထားမြောက်ဟီယန်တပ်ဖွဲ့ရဲ့ဗိုလ်ချုပ်ဂူယောင်ဖြစ်ပါလိမ့် ူဟာဆိုရင်တော့ရှောင်းကိုကုကလန်ထဲမှာရန်အလူဆုံးသူလို့ပြောရမှာပါပြောရမယ်ဆိုရင်သူကလည်းငယ်စဉ်နေရရွှင်ရောင်ကိုတစ်ဖက်သက်ချစ်ကြိုက်လာခဲ့တဲ့လူပါသူ့ရဲ့ပါရမီရဆိုရင်သူကဟီယန်တပ်ဖွဲ့ရဲ့ဘင်းဖြစ်လာဖို့အတွက်ရည်ချင်းအများကြီးရှိပါသေးတယ်သူ့ရဲ့အဆင့်ရဆိုရင်တော့ကျေရှိပွင့်တိုင်းဝိဇာအဆင့်မှာရှိနေရပါသူ့မှာထူးခြားမှုတွေကိုပြောရမယ်ဆိုရင်တော့ကောင်းကင်အဆင့်ဒိုတိုင်းတွေကောင်းကင်အဆင့်ချီချင်းစင်တွေကိုပါသူ့စီမှာပိုင်ဆိုင်ထားပါတယ်ဒါကြောင့်မလို့သူ့စီမှာလည်းကျေကိုပွင့်အထွန်းထိပ်တိုင်းဝိဇာတရားအောင်တော့အဆင့်ကျော်တိုက်ခိုက်နိုင်တဲ့ရည်ချင်းအားရှိပါတယ် ဒီကူယောင်ကဆိုရင်တော့အရွယ်ရောက်ခန်းသားမှာရှောင်းကိုစိန်ခေါ်မဲ့ပြစ်မှတ်ပါအရွယ်ရောက်ခန်းသားမှာဆိုရင်ကူမျိုးနဲ့စုရဲ့လူငယ်မျိုးဆက်တွေအားတရရောက်ကိုစိန်ခေါ်ပိုင်ခွင့်ရှိပါတယ်ဒါပေမဲ့စိန်ခေါ်ခံရတဲ့သူကလည်းငင်းဆန်းပိုင်ခွင့်တော့ရှိပါတယ် ကိုယောင်ကတော့ရွေရောက်ခန္ဓာမှာရှောင်းဝန်းကိုစိန်ခေါ်มาပါရှောင်းဝန်းကလည်းသူ့ရဲ့အရေးချင်းနဲ့သူ့ရဲ့ဂုံတိတ်ခါရှောင်းကလန်ရဲ့ဂုံတိတ်ခါကြဲကြွေဆန်ရဲ့ဂုံတိတ်ခါအတွက်သူကငိမ့်ပဲ့လို့မရတဲ့အခြေအနေတွေဆိုတာသူစီမှာရှိပါတယ်ပြီးတော့သူကသာငိမ့်ပဲ့လိုက်မယ်ဆိုရင်ကုကလန်မှာလက်ရှိထက်ပိုပြီးတော့အတိုက်ခိုက်တွေဟာပိုပြီးတော့များလာပါလိမ့်မယ်ကုကလန်မှာသာသူကဆက်ပြီးတော့ရွှေရနဲ့နီးစပ်ချင်တယ်ဆိုရင်သူ့ရဲ့အစ်မက်အရေးချင်းကိုပြသဖို့အတွက်လိုအပ်ပါလိမ့်မယ်သူကသာရေချင်းကိုမပြတော့ဘူးဆိုရင်ရွှေရကသူ့ဘက်မှာရှိနေမယ်ဆိုရင်တော့ဘယ်ရာမှသူ့အတွက်ရာထင်လာမှာမဟုတ်သေးပါဘူး ဒါတော့နောက်ဘက်ပိုင်းမှာကုယောင်းနဲ့ရှောင်းရဲတိုက်ပွဲကိုအလုံးကမြင်တွေ့ရမှာပါနောက်ဆုံးမှာတော့အဖိုးကြီးလင်ရန်လက်ရှိအချိန်မှာအဖိုးကြီးလင်ရန်ကအလွန်ဆုံးကျယ်ကိုဝင့်ထုံဆုံးအဆင့်မှာရှိနေမယ်လို့ထင်ပါတယ် ။ဘာလို့လဲဆိုတော့အဖိုးကြီးလင်ရန်ကိုရန်ကတော့လက်ရှိရှောင်းရဲ့စွန်းရင်ကသူ့ရဲ့အတွေ့သူနားမလဲနိုင်တာထက်တော့ကျော်လွန်နေပြီလို့သူကပြောခဲ့ပါတယ်။လက်ရှိချိန်ထိအဖိုးကြီးလင်ရန်ကတိုင်းဝင်းစာအဆင့်ကိုမရောက်သေးဘူးလို့ပဲပြောရမှာပါ။သူကလက်ရှိချိန်မှာအလွန်ဆုံးမှကြေကိုးပွင့်ထုံဆုံးအဆင့်သာရှိအောင်မှာပါအဖိုးကြီးလင်ရန်ရွှေရရဲ့ကုရံတို့တရားဥနေထက်ရွှေရရဲ့လူယုံလို့ပြောရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်သူကရွှေရငယ်စဉ်နေရရွှေရနဲ့နီနီကကရှိလာခဲ့ပြီးရွှေရလိုအပ်သမျှအားလုံးကိုဖြည့်ဆည်းပေးခဲ့တဲ့လူတစ်ယောက်ပါ ဒါကြောင့်မလို့သူကစွမ်းမထက်ပေမဲ့လည်းရှင်ရဲ့ဘေးမှာလက်ရှိအချိန်ထိသူ့ရဲ့ယုံကြည်ရဆုံးသောလူယုံအဖြစ်ရှိနေခဲ့တာပါကျွန်တော်ကတော့ခရိုစာကီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး